တဲ့လူတဲ့ဟာကိုကိုကိုမဆုံးမသေးသည်မြကိုကိုကိုမပြင်းသေးသည်မြဆရာမိဘတွေဘလို့ဖဲဆုံးမဆုံးမကိုကိုဆုံးမနိုင်ပါသာလဲအရင်ခြေဆုံးဆိုပုဂ္ဂိုလ်ဖြစ်တယ်ကိုကိုတမိုးထားလေးစားတဲ့ပုဂ္ဂိုလ်တိုင်းဟာအကောင်းဆုံးဖြစ်အောင်ကိုယ်တိုင်ကြိုးစားကြရတာဖြစ်တယ် ဆရာမိဘဆိုဆုံးမလို့လိုက်နိုင်ရင်လည်းကောင်းကျိုးချမ်းသာရတယ်။သို့တော့ဆရာမိဘရဲ့ဆုံးမကိုနာယူပြီးတဲ့အခါမိမိကိုယ်တော့ကိုယ်တိုင်ကဒီမရင်ကြီးတဲ့လမ်းကြောင်းအတိုင်းလိုက်ပြီးကိုယ်ကိုယ်တိုင်ကိုယ့်ကိုပြုပြည့်နိုင်မှသာလေလောကမှာလူတော်လူကောင်းဖြစ်တာဖြစ်တယ်။မိဘဆရာဆုံးမတယ်ဆိုတာလမ်းညွန်ပြရုံတသက်မြတ်တာဖြစ်တယ်။ ကိုယ်တိုင်လှုပ်တာမပါဘူးဆိုလို့ရှိရင်ပြပြဆုံးနဲ့ယဉ်ကျေးမှုဆိုတာမဖြစ်နိုင်တကယ်ပညာရှိသူတော်ကောင်းတွေမြတ်စွာဘုရားကိုယ်တိုင်ကလည်းတော်ဝါရီကိုတရိပ်ပေးတဲ့စကားမင်ချခဲ့တယ်တုံမေဟိကိစ္ဆံအတ္တပံလုံးတင်လှုပ်တဲ့ကိစ္စတွေကိုမင်းတို့ကဒီစူးစမ်းရမှာဖြစ်တယ် ငါကတော့လမ်းညွန်ပြတ်သားဆုံးမတဲ့ပုဂ္ဂိုလ်ပဲဖြစ်တယ်ဆိုကြတာအလုံးကိုမှတ်ကန်တာဖြစ်တယ်ဆုံးမတဲ့အတိုင်းလိုင်းနာသူမလိုင်းနာသူဆိုတာနှစ်မျိုးရှိတယ်လိုင်းနာတဲ့ပုဂ္ဂိုလ်တွေကကောင်းကျိုးချမ်းသာရပြီးမလိုင်းနာတဲ့ပုဂ္ဂိုလ်ကကောင်းကျိုးချမ်းသာမရနိုင်ဘူးအဲ့ဒီအိဗေကပါလဲလို့ဆိုလို့ရှိရင်လူတွေဟာကိုယ့်ကိုယ်မဆုံးမနိုင်သေးတဲ့မြတ်သူများရဲ့အဆုံးအမကိုသာခံယူပြီးကိုယ့်ကိုယ်ကိုမဆုံးမနိုင်သေးတဲ့မြတ် လူလောကမှာအတုံးကြတဲ့ပုဂ္ဂိုလ်ဆိုဖြစ်ဖို့ခဲနေတယ်သူတို့ဆိုလို့